တနင်္ဂနွေလုံးစီးပွားရေးကိုသူတို့တာတာမီတွေနဲ့သူတို့တွေပဲကင်တာတော့သူတို့ပတ်စံလှဲလို့ရတယ်လိုလိုလိုချင်တဲ့လူအင်အားကိုလည်းတွေ့တဲ့အိမ်မှာတက်ဖမ်းနေတော့လူလဲရတာပေါ့တော့အဲ့ဒါမျိုးနဲ့သူကဟိုတနက်ကင်ပြီးတော့ထပ်ပြီးတော့အနိုင်ကျင့်တာပေါ့အဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့စစ်တပ်ကိုလူအင်အားများအောင်လုပ်မယ်လက်နက်တပ်ဆင်မယ်ကျွန်တော်တို့လည်းသူတို့ကိုပြန်တိုက်နိုင်မယ်ဆိုရင်တော့ဒီအခြေအနေကဟိုဘရော့နိုင်ဘူး ဒါပေမဲ့သူကမကုံနိုင်အောင်လူတွေတယောက်ပြီးတယောက်သူကဆွဲသွင်းနေတာဖြစ်တဲ့အတွက်အချိန်ကြာတာပေါ့ဗျာအဲ့တော့ကျွန်တော်အမြဲတမ်းထောက်ပြသလိုဒီစစ်မှုထမ်းဥပဒေကိုကျွန်တော်တို့မတားဆီးနိုင်သေးဘူးကျွန်တော်တို့ကြားမှာဘာသူ့ဘက်မှာလူမကုံလေသူ့ဘက်မှာဘူချုပ်တွေအများကြီးရှိတယ်လေဘူကြီးတွေဘုံမှုကြီးတွေအဲ့တော့အောက်ချိန်မှာဒီဒီလူတွေကိုကျွန်တော်တို့ကမတားနိုင်ဘူးပေါ့နော်မတားနိုင်ဘူးစစ်မှုစစ်သားအစ်စ်ကိုအခုဆိုရင်ပဲဗျာအခုစစ်သားအစ်စ်တွေ လာပြီးအလင်းဝင်တာတယောက်စာနှစ်ယောက်စာသုံးယောက်စာလေးယောက်စာငါးယောက်စာပဲရှိတယ်ဒီလေဒီနေရာမှာစစ်သားအဖြစ်သုံးယောက်ထွက်ပြေးလာတယ်တန်းတလန်နေဒါမှတကယ်စူးစမ်းသွားတာထောင်နဲ့တောင်နဲ့လေအဲ့တော့သူစီမှာတင်ကြံခဲ့တဲ့ဒီစစ်သားတွေအားလုံးဟာသူတနက်တက်ဆင်ပြီးတော့ရှေ့တန်းကိုပို့ပြီးတော့ပြည်သူတွေကိုတတ်ခိုက်တယ်အဲ့တော့အဲ့တော့အဲ့တော့ပြောပြောချင်တာက ပြောချင်တာကဟိုသူတို့ကကျွန်တော်တို့ကဟိုဒီစမှုထမ်းတဲ့ကိစ္စဟာစစ်သားတွေအဖြစ်ဆူဆောင်းနေတဲ့ကိစ္စဟာပေါ့တဲ့သေးမဟုတ်ဘူးလေကျွန်တော်တို့မှာအဲ့ဒါကိုတားနိုင်တယ်မဟာပြူဟာမရှိဘူးဘယ်သူမှလည်းမချပြနိုင်ဘူး ။ NUG လည်းမချပြနိုင်ဘူး။တိုင်းသားတွေလည်းမချပြနိုင်ဘူး။အဲ့တော့ပြည်သူတွေမှာလည်းစစ်မှုထမ်းတာကိုရှောင်ဖို့အတွက်နေရာမရှိဘူး။အဲ့ဒါတော်တော်ဆိုးတဲ့ကိစ္စပဲ။အစိုးရဆိုတာကမ္ဘာဦးအစတွေကကိုကိုလာပြီးအုပ်ချုပ်တဲ့လူကိုကိုကပြန်မလှန်နိုင်ရင်ကိုကအုပ်ချုပ်ခံမယ်။ ကျွန်တော်တို့ကသူ့ကိုနေလားငါလားပြန်မချသေးပြီသူကကျွန်တော်တို့ကိုပြည်သူတွေအုပ်ချုပ်နေတာအရှိတရားပဲကျွန်တော်တို့က legitimate legitimacy တွေနဲ့ဘလောက်ပဲကြွေးကြော်ကြွေးကြော်ကျွန်တော်တို့က mandate ရှိတယ်လို့ကြွေးကြော်ကြွေးကြော်လက်ရှိမှာကကဘာဥစားတွေကဖြစ်လာတဲ့အုပ်ချုပ်သူဆိုတာကိုယ်အနေနဲ့အုပ်ချုပ်လို့ရတယ်ကိုကလည်း तू 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 ပြီးတဲ့အနေထားမှာ तू तू အမိတ်အောင်တာ တောက်ပြီးနေနေရရင် तू ကအုပ်ချုပ်သူပဲတော့အခုလိုနိုင်ငံရေးစနစ်တွေတိုင်းရေးတမန်ရေးတွေပေါ်လာတော့အဲ့ဒါကိုကျွန်တော်တို့ကနိုင်ငံရေးရတိုင်းရေးတမန်ရေးရပြောပြမိမယ်အဲ့ဒါလက်တွေ့မဟုတ်ဘူးလေဒါကြောင့်လေ NUG ကိုကဘာကြီးကအတိမတ်ပြုဖို့အခက်အခဲဖြစ်နေတဲ့ပုံစံရှိတယ်တကယ်တမ်းက အဲ့ဒီနေမြေမှာရှိတဲ့ပြည်သူကိုကိုကထိန်းချုပ်ထားနိုင်မှာအမိတ်ပေးထားအမိတ်ပေးနိုင်မှာပြပြအောင်လုပ်ထားနိုင်မှာကိုကအစိုးရဖြစ်တာပဲအဲ့ဒါအလုံးအတန်ခါးသီးတဲ့အရှိတရားပဲအဲ့တော့ပြောချင်တာကပြောချင်တာက အခုစစ်သားစုဆောင်တဲ့ကိစ္စအဲ့ဒါကိုပေါ်လွင်စေတယ်တလောက်များတဲ့ပြည်သူကပြေးစရာမရှိဘူးပြောချင်တာကရန်ကုန်မှာရှိတဲ့လူကြီး၉တန်းဘုံမလူကြီး၅တန်းဘုံမလူကြီး၆တန်း၇တန်းဘယ်ကိုပြေးမှာလဲအေယာဝတီမှာရှိတဲ့လူကြီးတတန်းဘယ်ကိုပြေးမှာလဲပဲခူးတိုင်းမှာရှိနေတဲ့လူကြီး၄တန်းဘယ်ကိုပြေးမှာလဲမန္တလေးတိုင်းထဲမှာရှိနေတဲ့လူကြီးငါဘယ်ကိုပြေးမှာလဲ ဒီလောက်လူအမြောက်များကိုရွှေ့ပြောင်းမှုဆိုတာမဖြစ်နိုင်ဘူးအဲ့တော့အဲ့ဒီဒေတာမှာအုတ်ချုပ်ရေးရန်တရားကြီးစောက်ထားတယ်သူတို့ရဲ့အမိတ်အတိုင်းကိုပဲလောက်ရတာအဲ့ဒီအမိတ်ကိုမနာခံဘူးအပြင်းထန်ပြန်လဲတုတ်ပြန်ခြင်းဆိုမှသာလေဒါကရတာပြောချင်တာကသူတို့မင်းနိုင်ခိုင်းရင်သွားစွန်သွားရတာပဲမင်းနိုင်စွန်နိုင်ရတာပဲပြီးတော့သူတို့အုတ်ချုပ်နေတဲ့လူတွေကိုကိုသားသမီးမပါဘူး2000ပေ3000ပေ5000ပေပေးနေရတာပဲအဲ့တော့ ပြောချင်တာက तू ကအဲ့ဒီပုံစံနဲ့စိတ်အေးလက်အေးနဲ့သွားလိုက်တာအဲ့တော့အဲ့လောက်ကြီးကြီးဖြစ်ဖို့အတွက်ကျွန်တော်တို့ညီညွညွနဲ့သူ့ကိုလူစုတစည်းတယ်ပြန်လို့ လက်ဘဇုတ်ကြီးတဲ့ဥဆောင်မှာလုံမရမယ်ဆိုတာကိုအလုံးလက်ခံလာမှပို့ပြီးတော့များလိမ့်မယ်ကျွန်တော်မသိလို့မေးကြည့်တာဗျာနော် ူများဥဆောင်တာကိုလည်းကွာလက်မခံနိုင်ဘူးပေါ့ခေါင်းဆောင်ဖြစ်လက်မခံနိုင်ဘူးကိုကိုတိုင်လည်းဥဆောင်မှုအောက်မှာမနေဘူးတစုတစည်းလည်းသွားမယ်လည်းပြောကျင်သေးရင်ဘယ်လိုလုပ်ကြမှာလဲစစ်တပ်ဆိုတာလုပ်ထွက်လို့မရတာ တက်ဆိုတာနှုတ်ထွက်လို့ရတာအခုဒီခန္ဓာဟာ1100 1131လား1151လားစတာတကယ်ရှိอยู่အဲ့ဒီဒီကိတွေကအခုလိုကြမ်းကြိမ်တာအခုဒီကြမ်းကြိမ်နေလုံးမယ် တို့ဒီဘာသာရေးဆိုင်ရာခေါင်းဆောင်ကြီးတွေပေါ့နော်ပုတ်ရမ်းပြီးကြီးတော့ဒါဖရားရဲ့ကိုယ်စားလှယ်ပေါ့နော်ကြီးတဲ့နေရာမှာတို့သတ်မှတ်ထားတဲ့ထုံးစံအစားအခုတို့ပြောနေတဲ့တို့ဘာသာစကားဆိုလက်တင်ဘာသာစကားဖြစ်နေမယ်ကျွန်တော်တို့သတ်မှတ်လူဘယ်လိုမှနားမလည်နိုင်ဘူးဒါပေမဲ့တို့စကားအတိုင်းပဲတို့လက်တင်ဘာသာနဲ့ပဲဆက်လက်ပြီးတော့တို့ပြောဆိုနေကြတယ်ခေါ်ပြောနေကြတယ်လိုက်လိုက်နာနေကြတယ်တို့မှလည်းတို့စီကံနဲ့တို့သုံးသုံးကြတာ နော်သူတို့တွေအခုလိုလှေဘောစာရွေးချယ်မယ်သူတို့မှရွေးချယ်မယ်စီမီစီကနေရှိတယ်လိုက်နာအာမာတွေရှိတယ်ပြောချင်တာကစနစ်တကျဖွဲ့စည်းထားတဲ့ဒီလောက်ထုံးလုံးကြီးတွေအရာပဲသွားနေကြတာအာဒီမိုကရေစီအတွေးခေါ်ပါအတွေးခေါ်နဲ့ပြုပြင်ပြောင်းလဲလို့ရတာမဟုတ်ဘူးလူခွင့်ရေးတွေလာမပြောနဲ့ပြောချင်တာကအဲ့တော့စစ်တပ်ဆိုတာဝင်ပြီးရင်ထွက်ချင်တိုင်းထွက်လို့မရဘူးလေနော်အဲ့တော့ဟိုဘက်ကနှုတ်ထွက်တယ်ဒီဘက်ကနှုတ်ထွက်တယ်ဆိုတာ ဘာလို့ကျင်လို့နှုတ်ထွက်ကြတာလဲအဲ့တော့နှုတ်ထွက်ပြီးတော့ဘာလို့ကြပါလဲဘယ်သူကပတ်စံထောက်ပံ့ပါလဲအဲ့တော့ကိုယ့်ဘက်ကလူတွေကဟိုကနှုတ်ထွက်မယ်ဒီကနှုတ်ထွက်မယ်ပြောနေတဲ့အချိန်မှာဟိုဘက်ကကြတော့စစ်ထဲကိုအတင်းအကျပ်ဥပဒေပြတိုင်းပြီးအကုန်လုံးစစ်တိုက်ခိုင်းဘာမှလုပ်လို့တပြေလို့မမြင်ရတာအဲ့တော့အဲ့လိုမျိုးစဉ်းစားပုံနှစ်ခုနဲ့ရှင်နေတဲ့နေရာမှာ သူ့ဘက်ကအားနေတယ်လို့ထင်ပေမဲ့သူ့ဘက်ကအဲ့ဒါကိုအားသာနေတာနောက်ဆုံးသူကူစက်သားစုဆောင်းလိုက်တဲ့လူတွေကနောက်ဆုံးသူ့ကိုမကြိုက်လို့ပဲမလိုက်ချင်ကြဘူးမိဘတွေကလည်းမထည့်ချင်ဘူးဒါပေမဲ့ငင်းလို့မရလို့ပါသွားတဲ့လူကနောက်ဆုံး तू ကတိုက်ခိုင်းဆိုတိုက်တာပဲ तू ကဒီလူတွေတပြည့်တရင်တွေကိုပြည့်ဆိုပြည့်တာပဲစကိုင်းမှာသွားပြီးပြည့်ဆိုပြည့်တာပဲတို့တို့လက်ထဲကိုတန်းနေရသွားပြီးတို့ယူနီဖောင်းရှိပြီးပြည့်ဆိုပြည့်တာပဲ ဘယ်သူမှမပြစ်ဘူးဆိုတော့ပြန်ချရမယ်ဆိုတော့အခုထိဘာမှမကြားသေးဘူးအဲ့ဒါစစ်တပ်ပဲအဲ့ဒီပုံစံစစ်ပုံမကြမချင်းစစ်ပုံကြနေတဲ့ဒီစစ်တပ်ကြီးကိုကျွန်တော်တို့ရင်ဆိုင်ဖို့တော်တော်ခက်တယ်တယောက်တစ်ပေါက်လုံနေကြတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကျွန်တော်တို့ရဲ့ PD ရဲ့ခေါင်းဆောင်တွေကျွန်တော်တို့ရဲ့တပ်မှုတွေကြောင့်ဘက်ကစစ်ဘုံချုပ်တရားဟာတာလို့နေမှာပဲ။ ဟိုဘက်ကစစ်ပုံကျုပ်တွေကသူတို့ဒါစစ်တိုက်တန်းမရှိတာဒါပေမဲ့စစ်ပုံကြအောင်တော့စစ်ပုံကြအောင်တော့သူတို့ဒီထိန်းထားနိုင်တယ်အကြောက်လေတို့ရက်တီလို့ရနေတာအဲ့တော့ဒီအချိန်မှာ NUG ကိုဘာလို့ဝင်လာလဲ NUG ကနှုတ်ထွက်တယ်ဆိုတာကိုအားပေးစရာမရှိသလိုနှုတ်ထွက်တယ်ဆိုတဲ့အသံလည်းကြားစရာဘူးအကြောင်းမရှိဘူး တော့လက်နဲ့ကင်တက်တယ်တခုတည်းဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ကြမလဲကျွန်တော်ဒေါ်လာရေးကနောက်တစ်ဆင့်တက်ဖို့လိုအပ်ပြီလားတက်တဲ့တည်းဖြစ်အောင်အမိတ်ကိုသုံးပြီးတော့စုဆောင်ဖို့လိုဖို့အချိန်ကြပြီလား အဲ့ဒါကျွန်တော်တို့ဆုံးဖြတ်ရမယ့်အခြေရောက်ပြီလားအလားဒီမနက်ငယ်ရဲ့လက်ရှိနေတာပဲလူနှစ်ယောက်ရှိရင်သုံးပါတီထောင်ကြတယ်ပါတီထောင်တော့လည်းပါတီနေရာထောင်တယ်စစ်တပ်ထောင်တော့လည်းစစ်တပ်ပေါင်း200ဆိုရှိတယ်အဲ့လိုမျိုးအနေအထားများကြောင့်စစ်ကောင်စီကအသာရနေတာ အမှန်ကစစ်ကောင်စီအားနေနေရတယ်အသာရသွားတာယခုလိုတက်တည်များလေတယောက်တစ်ပေါက်ဖြစ်လေစစ်ဘုံကျုပ်တွေဘောကနေဟာသားလုံးနေလေပဲအဲကြောင့်သူစိတ်ချလက်ချနဲ့ရုရှားကိုထွက်သွားတာဒါကြောင့်ဒီပုတ်ရဟမင်းကြီးရဲ့ရွေးချယ်ပွဲကဘယ်သူမှနှင်းလို့မရဘူးဒါအတင်းတက်လောက်ထားတာဘာသူရစီမင်းစည်းကမ်းရအဲ့ဒီစီမင်းစည်းကမ်းကိုအစ်စ်ထွင်ပြီးတင်းတင်းကြပ်ကြပ်လုံးမနိုင်မယ်နိုင်မယ်ဆိုရင်လုံးပါလား လေးနှစ်အချိန်ပေးထားပြီးပြီနိုင်ငံရေးရဆွေးနွေးဖို့စစ်ရေးရဆွေးနွေးဖို့လူတွေရဆွေးနွေးဖို့လေပြောထားပြီးပြီအဲ့ဒါတောင်မှမရသေးဘူးအခုဒီနှုတ်ထွက်နေကြတုံးဆိုရင်လုံးဝအမိတ်နဲ့ဒုစုတဲ့ဖြစ်အောင်အတင်းအကျပ်လုပ်ဖို့အချိန်ကြာပြီလားပြောချင်တာကမြန်မာနိုင်ငံမှာ စစ်အာဏာရှင်နဲ့စစ်အာဏာရှင်ကိုတိုက်နေတဲ့စစ်တပ်နှစ်တပ်ပဲရှိဘူးလို့ရတယ်။လက်နက်ကင်ထားတာချင်းတူတူစစ်တပ်ကစစ်အာဏာရှင်တဲ့ဒီဘက်ကနောက်တက်ဒါပဲ။အဲ့ဒီအဲ့ဒီတက်အောင်မှာပဲကရင်တက်ခွဲကချင်းတက်ခွဲချင်းတက်ခွဲသတိုင်းတက်ခွဲမကွေးတက်ခွဲအဲ့လိုမျိုးရှိတဲ့ပုံစံနဲ့တွားရင်တွားဖို့လိုအပ်ပြီလား။အဲ့လိုမျိုးရအောင်လုပ်ဖို့တဲ့ဘယ်လိုလုပ်မှာလဲ။တို့ဒီမို့ ါတိုင်းသားတွေကတော့ငါတို့ကမနေကြဘူးမင်းတို့ကမလို့လို့ဆိုရင်ဒါဆိုရင်လေတိုင်းသားမဟုတ်တဲ့ပြည်မမှာတတ်တတ်တယ်ရှိဖို့လိုအပ်ပြီလားမဝင်လေအတင်းကျပ်ဝင်ခိုင်းရမှာလေစစ်ကောင်စီတော်နေတာမဟုတ်ဘူးကိုယ်သုံးမကြလို့သူတော်သူလို့ဖြစ်နေတာကျွန်တော်ရဲ့တမိုင်းเจ้าမှာเจ้าသားသမကလည်းတချမ်းကွဲလူနှစ်ယောက်ရှိရင်သုံးပွဲသုံးပါတီထောက်တယ်နော်ပါတီထောက်ပြီးတော့လည်းပါတီ200ကျော်တယ် ကျောင်းသားသမဂ္ဂတွေသမဂ္ဂတွေထောင်တယ်သမဂ္ဂပေါင်း16000နဲ့ထောင်ခဲ့ကြတာအူစစ်တပ်ထောင်တော့လေစစ်တပ်ပေါင်းယာတဲ့ရှိတယ်အခုမြန်မာနိုင်ငံလုံးမှာအူပြေမမာတယ်တပ်တွေအားလုံးစုလိုက်ရင်တပ်ပေါင်း100လောက်ရှိမှလားမသိခေါင်းစဉ်မျိုးစုံအောက်ပါလေအဲ့တော့ဟိုဘက်ကကြတော့တစုတစည်းတဲ့အောက်ကနေပြီးတော့အူရုစစ်သားစုဆောင်လည်းယာတယ်ကိုယ်ပါမရအဲ့တော့ကိုယ့်ဘက်ကအမိတ်နဲ့လုံရမယ့်သဘောမျိုးအမုန်းခံပြီးလုံရမယ့်သဘောမျိုးလုံရမလားလုံဖို့အချိန်ကြပြီလားအဲ့ဒီအဆင့်ကိုရောက်ပြီလားအဲ့တော့အချင်းချင်း ညှိတယ်လဲလေးနေရှိပြီမညှိကြဘူးအဲ့တော့သူတို့ခေါင်းဆောင်တော်မကြိုက်လို့ငါခေါင်းဆောင်တော်မကြိုက်လို့သူခေါင်းဆောင်တော်မကြိုက်လို့အဲ့ဒါနဲ့ပဲအငြင်းပေါ်ကနေကြပြီးတော့အခုကဒီလိုချိန်ကြီးမှာတော့နှုတ်ထွက်တယ်ဆိုတာကလာသေးတယ်ဘယ်လိုလုပ်လို့ကြာလဲကျွန်တော်တို့ကပြောနေတာကစစ်တပ်ဆိုတာအမိတ်တကူအဝါနေပဲသွားမှာစစ်တပ်ဆိုတာ အမိတ်တခုအောက်အောင်နေပဲသွားပါကြိုက်ကြိုက်မကြိုက်ကြိုက်ဝင်ရမှာကြိုက်ကြိုက်မကြိုက်ကြိုက်တိုက်ရမှာကြိုက်ကြိုက်မကြိုက်ကြိုက်အမိတ်ပြေးတဲ့အတိုင်းလုပ်ကိုလုပ်အောင်ပါအောက်ခြေကစစ်သားတယောက်ကအပေါ်ကဗိုလ်ချုပ်တယောက်လို့ဘယ်လိုမှကုံမသိနိုင်ဘူးနိုင်ငံခေါင်းဆောင်တွေသိသလောက်နိုင်ငံသားတွေမသိနိုင်ဘူးကျွန်တော်စောစောအားစပြောသလိုအမေရိကန်ပြည်သူအမေရိကန်အခေါင်းဆောင်တွေနဲ့အမေရိကန်ပြည်သူတွေကအမျှော်မြင်ရှိစွာနဲ့နေတိုးကိုထောင်တားပြီးအကုန်ကြခံပြီးကမ္ဘာပေါ်မှာခေါင်းဆောင်လုပ်တာလားအောက်ခြေမှာရှိတဲ့တာမန်အမေရိကန်နိုင်ငံသားတွေအားဒါနားမလည်နိုင်ဘူး ခေါင်းဆောင်တွေတော်လို့ဖြစ်တာအဲ့ဒါကိုဒီပတ်စံတွေအကုန်ကြခံရတယ်ဆိုတာကိုနောက်ခေါင်းဆောင်တွေရောအတောင်းတော့ပြည်သူတွေကနားမလဲတော့သူ့စကားဟုတ်ဟုတ်လို့ဟုတ်လို့ねအခုလိုမဲပေးပြီးတော့အခုတော့ကဘာကြီးမှာကြောင်မရှိတော့ကြွတ်ထားတဲ့အစင်တွေဖြစ်ကုန်တာအဲ့တော့ကျွန်တော်တို့ဒီမှာလေတာမန်ပြည်သူတွေနဲ့တာမန်အောက်ခြေရာရဲဘော်တွေကအပေါ်ကခေါင်းဆောင်တွေစဉ်းစားတယ်လို့ဘယ်လိုမှမသိနိုင်ဘူးဘာလို့လဲအဲ့ဒါကဒန်းလူညီမြချင်းနဲ့မဆိုင်ဘူး merit နဲ့ဆိုင်တာ merit ဆိုတာပါလေသူ့ရဲ့အရေးချင်းအရေးသွေးအရေးအတွေ့အကြုံနဲ့ဆိုင်တာအဲ့တော့ ောက်ခြေကနေပြီးတော့သူတို့ပြောချင်သလိုပြောလှုပ်ချင်သလိုလှုပ်နေတာဖြစ်တာဖြစ်တွေ့အားပါချက်ကစစ်ကောင်စီကရနေတာပေါ့အဲ့တော့ကျွန်တော်တို့ဒီတက်တဲ့ကိုအမိတ်အယစုစည်းဖို့အချိန်ကြာပြီလားအဲ့ဒါဆိုရင်တော့သူတို့ခေါင်းဆောင်တွေဆွေးနေကြငါတို့ဒီတက်တဲ့ပဲဖွဲ့မယ်အိတ်တက်တဲ့မော်ဒယ်လိုအကုန်လုံးထွက်တော့ပြောချင်တာကအဲ့ဒါမှတညီတညွတ်စစ်ကောင်စီကိုနိုင်လို့ရမှာပြောချင်တာက ဂျန်ဂေရှိကိုတိုက်တဲ့ချိန်မှာတရုတ်ကတက်နေတော်သရက်တွေအောက်ကနေသွားတာခေါင်းဆောင်တခုတွေအောက်ကနေသွားတာစတာလင်ကိုစတာလင်ကလည်းပြန်တိုက်တဲ့ချိန်မှာခေါင်းဆောင်တခုတွေအောက်ကသွားတာအခုကျွန်တော်တို့နိုင်ငံမှာအဖွဲ့ပေါင်းများများစွာငကိုတဲကလည်းတိုင်းရင်းသားအဖွဲ့ပေါင်းများများစွာရှိသလိုအခုအစ်စ်ပေါ်လာတဲ့မျိုးဦးတော်လိုင်းကြီးပါလေလက်နက်ကိုင်အဖွဲ့ပေါင်းများများစွာပုံနေတယ်ဘာအတွက်လက်နက်ကိုင်နေတာလဲဘာကြောင့်မပေါင်းနိုင်ရတာလဲဘာကြောင့်စစ်သားဆိုစစ်သားလို့မလုပ်ချင်ရတာလဲ စစ်သားဆိုတာအမိတ်ပေးတဲ့အတိုင်းတိုက်ဆိုတိုက်သွားဆိုသွားလုံလုံရေးယူစုယူစစ်ပုံစစ်စည်းကမ်းနဲ့နေရမှာအဲ့တော့အဲ့တော့လာရှိုကိစ္စဒီတယောက်တစ်ပေါက်ဖြစ်လို့အခုလိုဖြစ်တာအဲ့ဒါတော့ပြီးသွားပြီဒါတိုင်းသားတွေကဘာသူတို့ရဲ့ဒီဖက်ဒရယ်တစ်စိ6ထားတယ်ဒါပြောရခက်သေးတယ်အဲ့တော့ခုဘက်ကသံနဲ့ထွက်တာ ကြောင့်တို့သည်တိုင်းပြည်ရဲ့စီးပွားရေးလို့အကုန်လုံးတို့ယူထားတယ်တို့ပဲအဆိုင်ထိန်းထားတယ်တိုင်းပြည်ရဲ့လူရင်အားတွေအားလုံးကိုလူလူလက်တို့အခုပေါ်တာဆွဲတယ်စစ်သားစုဆောင်တယ်အတင်းအတင်းစစ်တင်နှံပေးတယ်ကိုဘက်ကလားတို့တို့လို့တို့လို့လို့ရဆိုရင်အပန်းဒီမျိုးစုံထွက်လာမှာအဲ့တော့ ြည်တွင်းစစ်ကိုပြည်တွင်းစစ်ပြီး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 တိုက်ပါလားအပြော်တန်းစစ်တိုက်တယ်လို့တိုက်ပါလားဒါကျွန်တော်မေးဘူးစစ်တိုက်နေဆိုရင်စစ်ပုံစံကြောက်ဖို့လိုတယ်အပြော်တန်းဆိုတော့အခုလိုသူတလူငါတမင်းပေါ့ကြိုက်ရင်ဝင်တိုက်မယ်မကြိုက်ရင်နှုတ်ထွက်မယ်မကြိုက်ရင်ဝေပန်မယ်မကြိုက်ရင်လက်နဲ့ချလိုက်မယ်မကြိုက်ရင်ကိုယ့်အိတ်ကိုပြန်အိတ်တယ်စစ်တမိုင်းလိုမရဘူးလေစစ်ပုံစံနဲ့နေရမယ်စစ်သားလုပ်ပြီးခံဝင်ပြီးလက်မှတ်ထိုးပြီးစစ်တပ်တန်းတက်ပြီးစစ်သားယူနီဖောင်းလုပ်ပြီးနိုင်ငံတော်အလံကိုကြားကြိတ်ပြလိုက်တဲ့အချိန်ကစပြီးသူဒီ ဒီစက်တက်တဲ့မှာရှိနေတဲ့သူရဲ့အမိတ်အတိုင်းသွားဆိုသွားထိုင်ဆိုထိုင်ထားဆိုထားတိုက်ဆိုတိုက်ပို့ဆိုပို့ပဲပို့တဲ့နေရာသွားမှာရုပ်ရှင်ပိုင်ဝင်မရှိဘူးညင်ပိုင်ဝင်မရှိဘူးဒါပေမဲ့အမေရိကန်နိုင်ငံနောက်နိုင်ငံများတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြားကျင်ခံပြီးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီဘူးတော့ညင်ပိုင်ဝင်ရှိတယ်ဘူးမတရားတဲ့အမိတ်ဆိုရင်တော့ညင်ပိုင်ဝင်ရှိပါတယ်ဒါပေမဲ့ဘာချင်းချက်မှမရှိဘူးဒါဒီဒလိထုံတန်းအဲ့တော့ အဲ့ဒါမျိုးလုပ်ဖို့အချိန်ကြပြီလားဆိုတာကိုပြည်သူတွေစဉ်းစားဖို့လိုတယ်။ဘာကြောင့်ကျွန်တော်တို့တွေအခုထိရှေ့မတူတာလဲဆိုရင်အခု9လရှိတယ်။အဲ့ဒါကြောင့်ရှေ့မတူတာ။ကျွန်တော်တို့ကဘယ်သူ့ကိုမျှော်လို့မျှော်နေမှန်းမသိဘူး။ MOD ကပဲတိုက်မှာလား။တခြားအခုဆောင်းခါပဲတိုက်မှာလား။ဘုန်းကားပဲတိုက်မှာလား။ရေဘလူးပဲတိုက်မှာလား။ဘယ်သူတိုက်မှာမှမသိဘူးကျွန်တော်တို့။အမှန်ကတတ်တယ်ဆိုရင်တော့အိတ်တက်ကတိုက် ကျွန်တော်တို့ကဘုသူ့ကိုမျှော်လို့မျှော်နေရမှမသိဘူးဖြစ်နေတယ်။အဲ့တော့ကြိုက်ကြိုက်မကြိုက်ကြိုက်အမိတ်အိမ်နဲ့ပြင်းပြင်းထန်ထန်ကင်တွေဖို့လိုနေပြီလား။ပြောချင်တာကမချိန်နိုင်ဘူးဆိုရင်စစ်မတိုက်နိုင်ဘူး။စစ်တိုက်ပြီဆိုရင်တော့ပြည့်ပြည့်သားသားလုပ်ဖို့အချိန်ကြပြီလား။မကြိုက်တဲ့လူထွက်တယ်။ပုံကန်တဲ့လူအကုန်ဖမ်းမယ်။လုပ်ကိုလုပ်ရမယ်အချိန်ကြပြီလား။ပြီးရင်အဲ့ဒီအဲ့ဒီမမလုပ်ချင်တဲ့လူထွက်သူတို့ပြောသူတို့ပကပသားလို့နော်စစ်သားမလုပ်နဲ့။ဟိုရဲလို့ပေါ့။ တမလို့ဗောလန်တီယာလို့ပေါ့စစ်သားလို့ကြီးတယ်ဆိုရင်စစ်တပ်ပုံစံနဲ့သတိသက်သန်တမိတ်တဲ့အောက်ကနေပြီးတော့ကြိုက်ကြိုက်မကြိုက်ကြိုက်အတင်းအကျပ်ဒလိထုံတန်းများနဲ့အညီစစ်တပ်ရဲ့ဒလိထုံတန်းများနဲ့အညီလုတ်ကိုလုတ်ရဖို့အချိန်ကြာပြီလားတော်လို့ပဲလို့အပြော်တန်းအပြော်တန်းနေစက်တိုက်တန်းကစားနေကြတာ။ဘာယူရကျလဲ ပြောချင်တာကဒီမျိုးတမျိုးမှာကိုကလက်နဲ့ကင်လို့တယ်။ဘယ်နဲ့နှစ်စီမံကိန်းနဲ့ဒီမျိုးကိုသိမ်းမှာ။ဥမာဘုန်းကားကမြိုင်ကိုမြိုင်မှာခေါင်းဆောင်နေတယ်။ဘုန်းကားကမေးချင်ဘယ်နဲ့နှစ်စီမံကိန်းနဲ့မြိုင်ကိုသူရအောင်ယူမှာလဲ။ပလဲကိုရအောင်ယူမှာလဲ။ရေးဘလူးကရေးမှာရှိနေဘယ်နဲ့နှစ်စီမံကိန်းနဲ့ရေးဘလူးကရေးကိုယူမှာလဲ။နောက် DDP နဲ့ပေါင်းနေတဲ့ကျွန်တော်တို့ရဲ့ကိုဆွဲတို့ဘယ်နဲ့နှစ်စီမံကိန်းနဲ့ကော့ကရိတ်ကိုယူမှာလဲ။သူ့သဘောလား။ဒီကရင်သဘောလား။ မောင်စောကတော့မေးတင်တယ်ဘယ်နည်းနဲ့စီမံကိန်းနဲ့စကိုင်းကိုသိမ်းပါလဲဘယ်မျိုးကိုသိမ်းပါလဲနော် ALB ဆိုတဲ့အဖွဲ့တွေဦးတနိုင်ငံလုံးလိုက်ဖွဲ့နေတယ်နော် ALB ဟိုကွန်မြူနီကွန်မြူနီအုပ်စုရဲဘော်တန်းကြောင်းတော့အုပ်စုဘယ်နည်းစီမံကိန်းနဲ့တို့မျိုးကိုသိမ်းပါလဲတို့အဲ့ဒီအဲ့ဒီရဲဘော်ရဲဘော်တန်းကြောင်းလို့ဆိုရင်ဒီကွန်မြူနီ online လောက်တာအနည်း80ရှိနေပြီအခုဒီဘယ်မျိုးမှလည်းမရသေးဘူးအဲ့တော့ဘာဖြစ်လို့ အားလုံးတတတဲ့အောက်ကနေပြီးတော့တပံလေးထွက်ပြီးတော့ယူနီဖောင်းတစ်ခုတင်းနဲ့စစ်အာဏာရှင်ကိုပြက်ပြက်သားသားတော်လှန်ဖို့အခြေမရောက်သေးတာလေစစ်တိုက်တန်းကလာနေကြတာလားအဲ့ဒါဆိုရင်တော့ဟိုဘက်ကဘူကျုပ်တွေကအေးအေးစစ်စစ်ပဲအခုဆိုရင်တွေ့လားလေပြန်တဲ့ကိုတာသမီမြင်းမြစ်တွေပါတင်ပြီးတော့ထွက်သွားတာသူတို့မကြောက်ဘူးမကြောက်ဘူးမသူတို့သိတယ်သူတို့လာမတိုက်ဘူးဆိုတော့သူတို့တည်တယ်သူတို့နေပြတော့မလာနိုင်ဘူးဒီရက်ပိုင်းမှာ ရန်ကုန်အနာကတ်လို့တော့မရဘူးသူတို့သိတယ်တော့ကျွန်တော်တို့ကဒါစော်ကားတယ်လို့တောက်တောက်ကောက်နဲ့ကျွန်တော်တို့ကခံစားရပြီမလဲ။ तू စော်ကားတာလည်းအမှန်ဖြစ်နေတာပေါ့။လေးနှစ်ရှိပြီ။ဘာလဲကိုဘာလဲကိုသွားနေတဲ့လမ်းကြောင်းကိုစီးနေတဲ့မြင်းမှလားမသိဘူးအချိန်မကြသေးဘူးလား။တဒတ်တဲ့အောက်မှာအသံနဲ့တွေ့ဖို့အချိန်ကြပြီ 有那有些人都把地套着呢，都不爱套着呢。人家话都都六千年说的，现在也得变不成家比。我不讲，单单的出来了，盘算盘的，别算别的，借算借的，操作的操的。你六的二路四大数字，阿哥报大数字说的，蛮厉害的。六的二零六六特别难的，钱欧米欧交路币的钱嘛咯，报大面说话的，六是阿边六哒。

ဒီမိုကရေစီတွေလူ့ခွင့်ရေးတွေလာမှာပြောနေဒါစစ်တိုင်းမှာအဲ့တော့ဒီမှာ120 1230ခုနှစ်တည်းကနှစ်ပေါင်း800 900ရှိနေတယ်ဒလိထုံးတဲ့အရာတို့ရွေးနေတုံးနေပြောချင်တာကဒလိထုံးတဲ့ကဒလိထုံးတဲ့စစ်တိုက်တယ်ဆိုတာကစားစရာမဟုတ်ဘူးစပ်ပေါ်ကစားတော့သူတူလူငါသမီးနဲ့သူတိုက်ကိုတိုက်အခုကတော့တတက်တဲ့အောက်မှာစုစည်းဖို့အချိန်ကြပြီ စုစည်းနိုင်ဘူးကိုကောင်းဆောင်မလို့တော့မကျေနိုင်ရင်ဒါကလည်းဘေးထွက်ထိုင်တော့အဲ့တော့ပြောချင်တာက uniform တစ်ခု better set တစ်ခုတွေအောက်မှာပဲအထူးသူနေကြဖို့အချိန်ကြာပြီမြန်မာနိုင်ငံမှာစစ်တပ်နှစ်မျိုးရှိတဲ့နဲ့မြောက်နိုင်စစ်တပ်နဲ့ပြည်သူစစ်တပ်နှစ်ခုပဲရှိတဲ့ဒီတိုင်းသားတွေကခေါင်းမာတယ်ဗျာသူတို့ကမလုပ်နိုင်ဘူးမပေါင်းနိုင်ဘူးငါတို့နေမြင်ငါတို့ယူမယ်ဆိုတော့တရားတော်ပေါ့လောက်ရင်လေကျွန်တော်ပြေမသားတွေမနေ့တည်းကမှလက်နဲ့ကင်နေပြေမသားတွေကသဘာသဘောင်းစည်းတွေဖြစ်ဖို့အချိန်ကြပြီ။ သူစကိုင်းမှာပဲအဖွဲ့ပဲနဲ့ဖွဲ့ရှိတယ်လေမကွေးမှာပဲနဲ့ဖွဲ့ရှိတယ်လေမုံပြင်းမှာဥပ္ပင်းဖွဲ့ရှိတယ်တင်းတိုင်းမှာပဲနဲ့ဖွဲ့ရှိတယ်ဒါကျွန်တော်တို့ဘကိုးမှာဘကိုးကတော့ကျွန်တော်ထင်တယ်အမှုဒီအောက်အောက်လို့ပဲရှိတယ်ဘကိုးသားတွေအသက်ဖွဲ့တယ်လို့တည်းမရှိဘူးအဲ့တော့စူးစီးဖို့လိုအပ်နေပြီနောက် ALP ဆိုတာရှိသေးတယ်ဘူဆောင်ခါတို့အဖွဲ့ဆိုတာရှိသေးတယ်ကိုနဂါတို့အဖွဲ့ဆိုတာရှိသေးတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေကပြက်ပြက်သားသားအဲ့လိုမဖွဲ့နိုင်ဘူးဆိုရင်ဘယ်သူမှပတ်စံမပေးဘူးလုံးမှာ အဆင်ပြေတော့မယ်ထင်တယ်။သူတို့အဟုတ်တယ်ဗျ။မကောင်းအဲတခြားလူတွေအကုန်လုံးအခမ်းအမတွေကထွက်လာပြီ။အာအခမ်းကိုအလုံးပိတ်တော့မှာဗျာ။ကျွန်တော်ကလည်းပြောသလိုတန်းစကားကြီးတဲ့အခမ်းဒီဘက်အပြင်ကလူတွေပါအကုန်ထွက်လာပြီ။ဆိုတော့အဲ့ဒီခမ်းကြီးကိုအလုံးပိတ်တော့မှာ။ဒါဆိုအဲ့ဒီအခမ်းမကြီးတစ်ခုလုံးတွေမှာ133ယောက်ပဲကျန်ခဲ့တော့မှာ။အကုန်များထွက်လာပြီ။တခြားအဲဒီမှာပုံရံတခြားဘာသာကြီးကောင်းဆောင်တွေပေါ့နော်။သူတို့ကဘယ်လိုခေါ်လဲမသိဘူး။ဖာသာကြီးခေါ်မယ်ထင်တယ်။ တော့အဲ့ဒီတကားကြီးကိုပိတ်လိုက်ရင်အဲ့ဒီခန်းထဲမှာ133တောင်ပဲကြာမှာဘယ်သူမှမမြင်ရတော့ဆိုတော့ကျွန်တော်တို့တန်းစကားကွယ်အပြင်ကနေထိုင်ကြည့်နေတဲ့လူတွေတော့အကုန်ထွက်လာပြီ။အော်အရက်သားတွေလည်းပါတယ်။ကောင်းကောင်းတွေပါတယ်ချင်းနေ။တို့ကပြန်ထွက်လာပြီ။ပြန်ထွက်လာပြီဆိုတဲ့ကဒီခန်းကြီးကိုပိတ်တော့မှာ။ပိတ်ပြီးရင်တို့ကကောင်းဆောင်မရမချင်းဒီကပြန်မခွင်တော့ဘူး။အဲ့တော့လွတ်လို့ရတယ်လေ။အဲ့တော့အဲ့တော့ဟိုလူကဂယူမဆိုင်ပဲနဲ့။ပါလိမီမြင်းမြစ်တွေပါ။ မြင့်မြင့်တွေပါလေးပါမောတင်ပြီးတော့ကဘာကိုလဲသွားတာကပတ်ပတ်ဟုတ်ပါတယ်ချားမှာပူပါပါလေအခုပဲသူကြံချိန်သွားတယ်လုံခဲ့တဲ့ဆယ်မိနစ်ကအဲ့တော့အားလုံးမင်္ဂလာပါအေးဒီအင်ကြပြီလားလို့ကျွန်တော်ကမေးကြည့်တာပါ၄နှစ်ရှိပြီလေတော်လောက်ပြီပေါ့နော်မင်းပါကောင်ငါပါကောင်မင်းပါငါပါသိလောက်ပြီလေအဲ့တော့တက်တဲ့အောက်ကနေတက်ရင်မူတက်ခွဲမူ ယူဟာမူတိုင်မူဗိုလ်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးအဲ့လိုယာတို့တွေခွဲယူပြီးတော့စွစုစီစီညီညွတ်နဲ့ဘသူ့ကိုတတ်တတ်ငါတတ်ပဲလေကိုတတ်တတ်တဲ့အနေနဲ့စစ်အာဏာရှင်တတ်နေကိုကျွန်တော်တို့ဒေါ်လာရေးတတ်တတ်ချင်းတိုက်တဲ့အနေထားရအောင်လှုပ်ဖို့အချိန်မကြသေးဘူးလားဟုတ်ပါတယ်ခနာဆူတောင်းတဲ့ဖာသာလည်းထွက်လာပါပြီမကြခင်တကားပြိတော့မဲ့သဘောရှိပါတယ်ဒီ133ပါပဲအထဲထဲမှာအချိန်နဲ့ဆွေးနွေးကြမဲ့သဘောရှိပါတယ်ခင်ဗျာ ဟုတ်ပါတယ်ထွက်လာပါပြီအကုန်လုံးကုန်ပြီလူကုန်ပြီတကားပိတ်ပါတော့မယ်တကားကတစ်တာတကားကြီးပါကျွန်းတကားကြီးပိတ်ပါပြီခင်ဗျာတကားပိတ်လိုက်ပြီပိတ်လိုက်ပါပြီခင်ဗျာကျွန်းတကားအရှိကြီးပါပိတ်လိုက်ပါပြီတကားပိတ်လိုက်ပါပြီအဲဒီမှာဘာမှမတွေ့ရတော့ဘူးပိတ်လိုက်ပါဒါကိုကျွန်တော်တော့ကြောက်စောက်ကြည့်နေတာဒါဒီဒလိထုံတန်းနှစ်ပေါင်း800ရှိပြီ တော်တို့လေစစ်တိုက်နေတာစစ်တပ်တစ်ဘက်ဘက်ကိုဒလိထုတ်တန်းနဲ့သွားပါစစ်တပ်ကိုဒီမိုကရေစီတွေတို့လူမှုခွင့်ရေးတွေဘာအရေးညာရေးတွေလာမပြောနဲ့ဆက်သက်ကစစ်တပ်နဲ့တူအောင်ဖွဲ့ရမှာတော့ပြေးလိုက်ပြီအဲ့စစ်ပုံရံမျိုးကိုတို့တို့ကဘာလုံးကပုံရံမျိုးခေါင်းဆောင်133ပါးကနေရွေးမယ်ဒီထက်တယောက်ဖြစ်မှာဒါကပြေးလိုက်ပြီအဲ့ဒီကားအဲ့ဒီအခန်းထဲမှာပြင်ပကဘာနဲ့လောဝအဆက်အသွယ်ဖြတ်ထားတယ်တို့ခေါင်းဆောင်မရမချင်းအဲ့ဒီခန်းထဲကပြန်ထွက်လို့မရတော့ လူတွေကအပြန်နေထိုင်ဆောက်ပြီးနားထောင်ကြတယ်။သူတို့ခေါင်းဆောင်ရသွားရင်မိကိုဖြူလာမသိဘူးသူတို့ထုတ်တယ်လို့ပြောတယ်ဒါသူထုံးစံ။နော်မအပြန်မပရိသတ်တွေအများကြီးစောင့်နေကြတယ်။အလုံးမင်္ဂလာပါ။ဖွဲ့လို့မရရင်အတင်းကျပ်ဖွဲ့ဖို့အချိန်ကြပြီလား။ပြောချင်တာကအထူးတွေလေအားလုံးပြောချင်တာ အဲ့ဒီတက်တဲ့ကိုဖယ်ရက်တက်မတော်တဲ့ကိုမဝင်တဲ့လူအကုန်လုံးကိုအေးယူတဲ့ပုံစံလက်နဲ့ပြုတ်သိမ်းတဲ့ကိုယ်တိုင်ကိုယ့်အိမ်မှာကိုအဲ့လိုပဲလှုပ်ဖို့အချိန်ကြပြီလားကျွန်တော်ပြောတာတက်တဲ့လှုပ်ဖို့အချိန်ကြပြီလားဒါကျွန်တော်လေးတဲ့မိကုံးပါအားလုံးမင်္ဂလာပါကျနော်ခုမှတည်းကအေးဒီဖွဲ့တွေကိုတရားမှမပေးနေတော့ပြည်သူကဘိုးတယ်မော session လုပ်ဖို့အချိန်ကြပြီလားဒါကိုပြောချင်တာ session လုပ်ဖို့အချိန်ကြပြီလားတို့ဒီမှာအခုတိုင်းနဲ့ဆက်သွားမှာလားဒါကတော့ကျွန်တော်တို့အားလုံးရဲ့သဘောပဲအခုတိုင်းဆက်သွားလဲသွားဖို့ ်ပြီးတော့ပေါ့ပဲပြင်နေမှာပေါ့အားလုံးမင်္ဂလာပါကျေးဇူးနဲ့တင်ပါတယ်အားလုံးမင်္ဂလာပါ